အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တွေ့ကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဆောင်းရသည်မှာချက်ပြုတ်တဲ့ကြောထမင်းနဲ့မြို့ထမင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်တူအဲနာပါမဟေရှ်နဲ့ဂနေရှ်တို့နှစ်ယောက်လုံးကတော့ညီကိုအရင်တွေ့ပဲဖြစ်ကြပြီးမဟေရှ်ကမြို့မှာနေကဂနေရှ်ကတော့ရွာမှာနေထိုင်ပါတယ်တကယ်မှာတော့မဟေရှ်စီကိုဖုန်းဝင်လာခဲ့ပါတယ် ဖုန်းထဲမှာဂီနာကလည်းပြောလိုက်ပါတယ်။ဦးလေးရေဦးလေးအဖေကျမကြီးအတော်မကောင်းဘူးဖြစ်နေတယ်ဦးလေးရဲ့ရွာကိုအမြန်ဆုံးပြန်လာခဲ့ပါအောင်ရှင်။အေးအေးအေးဟုတ်ပြီတမီးလေးမိနာရေဘာမှအရန်ကြီးစိုးရင်ပူပန်မနေနဲ့စိတ်ကိုအေးအေးထားနော်။ဦးလေးတို့အခုပဲရွာကိုအမြန်ဆုံးပြန်လာခဲ့ကြမယ်။အဲ့ဒီအချိန်အတွင်းတမီးရဲ့အဖေကိုတမီးကယူဆိုင်လိုက်အောင်ဒီလိုနဲ့မဟေ့တို့မိသားစုဝင်တွေအကုန်လုံးကလည်းရွာကိုချက်ချင်းပဲရောက်လာခဲ့ကြပါပဲသူ့အကိုရဲ့အသက်ကိုတော့မမိလိုက်ပါဘူး နောက်ဆုံးစကားတခုနှခုံးကိုသာသူကတော့ပြောသွားခဲ့ပါရယ်။မဟေးရှိရွှေမရှိတဲ့လဲရီရှားရီမြေရီပြီးတော့ငါ့ရဲ့တမီလေးဒါရီအားလုံးကိုမင်းစောက်ရှောက်ပေးပါ။အကိုကလည်းဘာလို့ဒီလိုပြောနေရတာလဲအကိုဘာမှဖြစ်စရာအကြောင်းမရှိဘူး။အေးအခုတော့ငါဘွားရဲ့နောက်ဆုံးအချိန်ကိုရှောင်းနေပြီဆိုတော့မင်းငါ့ရဲ့တမီလေးကိုဂူးဆိုင်ပေးပါကွာ။ဒါလောက်ပဲပြောပြီးနောက်မှာတော့ကွယ်လွန်သွားခဲ့ပါရယ်။မိနာလေးဝမ်းနေလုံးလုံးတယောက်ထင်ငိုနေခဲ့ရပေါ့ဖေဖေရေးဖေဖေတမီးကိုတယောက်ထင်မထားသွားပါနဲ့ဖေဖေရဲ့ အခုလိုမျိုးတမီးကိုတယောက်တည်းမထားခဲ့ပါနဲ့နော်မထားခဲ့ပါနဲ့ပြန်လာခဲ့ပါဖေဖေရဲ့ပြန်လာခဲ့ပါတမီးလေးရဲ့အဲ့ဒီကိုသွားလိုက်တဲ့သူတွေကဘယ်တော့ကပြန်လာဘူးလို့လဲတမီးအဖေကလည်းပြန်လာတော့မှမဟုတ်ဘူးလေတမီးဒီနေ့ရောက်ဆောက်ပြီးတော့ဦးလေးကတမီးရဲ့အဖေဆိုလဲဟုတ်တယ်ဦးလေးဆိုလဲဟုတ်တယ်အကိုဖြစ်တော့ကနေရွှေလွန်သွားခဲ့ပြီးတဲ့နောက်မှာမဟေ့ကတော့ရွာမှာရှိတဲ့တောင်သူတယောက်ကိုသူ့ကိုရဲ့လယားမီးတွေကိုတွေ့ပြောင်းပေးအပ်ခဲ့ပါတယ်သူရဲ့ဒုမလေးကိုတော့သူနဲ့အတူတူမျိုးပေါ်ကိုခေါ်လာခဲ့လိုက်ပါတယ် မိသားမျိုးပေါ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့မဟေရှ်နဲ့သူ့ရဲ့သားလေးနှစ်ယောက်လုံးအရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ကြတယ်ဆိုပေမဲ့အတော်ဖြစ်သူအာရှကတော့ရွာမှာရှိတဲ့တောသူမလေးကိုအိမ်မှာထားရတာတဆက်ကလေးမှသဘောမကျပါဘူး။အဲဒါကြောင့်စိတ်ထဲကနေအမြဲတမ်းပဲမနာလိုဖြစ်နေခဲ့ပါရီ။သူရဲ့မနာလိုမှုတွေအကုန်လုံးကိုစိတ်ထဲမှာပဲထားပြီးအိမ်အလုပ်တွေအားလုံးကိုတော့မိနာတယောက်ထဲကိုခိုင်းစေခဲ့ပါရီ။စောင်းရသည်ဖြစ်တဲ့အတွက်အပြင်မှာရသည့်ဥတုအတော်လေးအေးနေခဲ့ပါရီ။ တရမတော်ရိုဟန်ကလည်းသူရဲ့အမမိနာကိုလာပြောလိုက်ပါရတယ်။ဒါနဲ့မိနာရေအပြင်မှာရာသီဥတုကအတော်လေးကိုအေးနေတာဆိုတော့လဖေးနဲ့အကြွကြပူရာလေးတစ်ခုခုလှုပ်ပေးစမ်းပါ။ငါဘိုက်တွေလည်းတအားကိုစနေပြီ။ဒါဆိုရင်တော့ရိုဟန်ကြီးငါပလာတာလှုပ်ပေးလိုက်မယ်နော်။ပလာတာချိုချိုလေးနဲ့လဖေးနဲ့ဆိုလို့ရှင်တော့တအားကိုလိုက်ဖက်မှာပဲ။ဘာပလာတာအချို့ကိုလှုပ်ပေးမှာလဲ။ငါတို့ကနေတို့လိုမျိုးတောသားတွေလို့နေရထင်းနေရလား။ကဲကဲကဲတော်စမ်းပါတော်စမ်းပါပေါက်ကြရတွေလှုပ်မနေနဲ့ အလောက်တောင်မှလှုပ်ပေးခြင်းနဲ့ဆိုလို့ရှင်တော့နှုတ်ခဲကိုကြော်လိုက်။နင်ကတော့လုံးနိုင်မှာမဟုတ်ပါဘူး။နင်ကရွာမှာစားတောက်ခဲ့တဲ့အစားအသောက်တွေကိုပဲလှုပ်ကြကြလေဟုတ်တယ်မလား။မင်းကလည်းကွာရွာမှာစားတဲ့အစားအသောက်တွေကလည်းအရသာရှိပါရဲ့။အေးချနေတဲ့အခုလိုရသည့်ဥတုမှာပလာတာချိုချိုလေးစားတာကလည်းတကယ်အရန်ကိုကောင်းတယ်ဆိုတာမင်းသိရဲ့လား။အေးကောင်းရင်လည်းကောင်းမှာပေါ့။ဒါပေမဲ့ကျမမစားခြင်းဘူးစားရင်စားတတ်ဖို့အရှင်အရန်ကိုစားခြင်းနဲ့ဆိုရင်တော့ရှင်တယောက်တည်းပဲစားလိုက်တော့။အာရှာကတားမြစ်နေခဲ့ပေမဲ့လေရိုဟန်နဲ့မဟေ့ရှ်တို့နှစ်ယောက်စလုံးကတော့ မိနာကိုပလာတာအချိုလောက်ခိုင်းခဲ့ကြပါရီသူတို့ပလာတာအချိုတွေကိုလဖေးရည်နဲ့အတူတူစားခဲ့ကြပြီးအရသာရှိလို့နဲ့အတွက်မိနာကိုချီးကျူးနေခဲ့ကြပါရီကောင်းနေကောင်းနေတကယ်အရန်ကိုအရသာရှိပြီးတော့စားလို့ကောင်းနေပလာတာကလည်းတကယ်အရန်ကိုအရသာရှိရဲ့ဒီအချင်းတောက်ကလည်းစားကောင်းလိုက်တာဟုတ်တယ်အမေရဲ့ပလာတာကလည်းချိုချိုကြီးမဟုတ်ဘူးတိလားအမေစားကြည့်ပါလားအတော်လေးစားကောင်းပြီးအရသာရှိရဲ့ရွာကလူတွေစားတော့တဲ့ပုံစံအတိုင်းတန်ရှင်းနေတဲ့ထောပန်းနဲ့လှုပ်ထားတာ နေတော့ပဲအားရပါရစားတော့ကြစမ်းပါငါမကြိုက်ဘူးငါစားဖို့အတော့ကိုဟါကိုအကြောပဲတော့ကြော်တော့မယ်ရဲအနေငယ်ကတော့ဒီပုံစံအတိုင်းပဲကုံဆုံသွားခဲ့ပါလေတကယ်မှာတော့အာရှကမိနာကိုမိဖို့ခံနေခေါ်ပြီးနောက်မှာတော့ပြောခဲ့ပါလေနင်းအဖေကလည်းရှိတာမဟုတ်တော့ဘူးဆိုတော့နင်းကိုငါတို့ကပဲတာဝန်ရှုထားပေးရတာငါပြောတဲ့စကားကိုနင်းနားထောင်စမ်းပါရွာမှာရှိတဲ့ထမင်းဟင်းတွေကိုချက်ပြုတ်မနေတော့နဲ့ငါတို့မြို့မှာဘလို့စားတော့လဲဆိုတော့ကိုတင်ရှုပြီးဒီပုံစံအတိုင်းပဲချက်ပြုတ် အတော်ကလည်းအစားတောက်ဆိုတာအစားတောက်ပဲလေရွာထမင်းတော်ထမင်းမြို့ထမင်းဆိုပြီးအဲ့လိုခွဲခြားထားလို့လားမစက်ပိတ်ထားစမ်းမနေရလေငါပြောတဲ့စကားကိုနားထောင်မြို့မှာရွာထမင်းကိုဘယ်သူမှမကြိုက်ကြဘူးငါတို့မြို့မှာဘလို့စားတောက်လဲဆိုရဲအစားတောက်တွေကိုချက်ပြုတ်တောင်းတင်ရှူလိုက်မယ်ဆိုရင်တော့နင့်ကိုငါတို့လည်းအိမ်ကောင်းကောင်းတစ်ခုမှလက်ထပ်ပေးလို့ရသွားလိမ့်မယ်ဒီလိုလားအတော်ရဲ့ကောင်းပြီလေဒါဆိုရင်တော့ကျမအမြန်ဆုံးတင်ရှူလိုက်မယ်အရင်ကစမီမီနာကလည်းမြို့ပေါ်ကအစားတောက်တွေကိုချက်ပြုတ်တောင်းလို့တင်ရှူခဲ့ပါရီ ဒါပေမဲ့သူမကရွာထမင်းရွာဟင်းကိုတော့ဘယ်တော့မှမမေ့ခဲ့ပါဘူး။သူမအရန်ကြိုက်ပါတယ်။တနေ့မှတော့သူမထမင်းဟင်းတွေကိုချက်ပြောက်ပြီးသွားတဲ့အခါမှာပဲရိုဟန်ကလည်းသူ့အမေကိုပြောနေခဲ့ပါတယ်။အမေရဲ့ဘိုက်တွေတအားကိုစားနေပြီးအမေရဲ့ဒါနဲ့အိမ်မှာဘာတွေချက်ထားလဲ။အရင်နေ့မှာမိနာကတော့တော်ထမင်းတော်ဟင်းတွေကိုချက်ပြောက်ထားခဲ့တဲ့အတွက်သူ့ရဲ့အကိုကိုလည်းပြောပြလိုက်ကြပါ။အတန်းကိုကြားရတယ်အတော်ဖြစ်သူသောတာအရန်ထွက်သွားပါတယ်။ နေတာဘောင်းလေးကိုချက်ပြီးတော့ချက်ပြုတ်ထားပြန်တာလေနင်းကိုရွှာထမင်းနေရွှာဟင်းလို့မချက်ဖို့အတွက်ပြောထားတယ်လေနင်းကတော့လေဘယ်တော့မှငါပြောတဲ့စကားတွေကိုပြင်နေဆိုတာထုံးစံကိုမရှိဘူးအော်အတော်ရဲ့အခုလိုမျိုးစောင်းရသေးကြီးမှတော်ထမင်းတော်ဟင်းကတကယ်ခနာကိုကိုနှွေးထွေးစေပါလေဒါတွေကိုစားလိုက်မယ်ဆိုလို့ရှင်တော့ခနာကိုကနှွေးပြီးတော့အေးမှလည်းမဟုတ်တော့ဘူးတော်စားမှာအဖွားကြီးလိုမျိုးပေါက်ကရ40စကားတွေငါတို့လာပြောမနေနဲ့နားလေလားကဲသွားသွားသွားငါတို့စားဖို့အတွက်တခြားဟာလုပ်ခဲ့နင်းလောက်ထားတဲ့ဟင်းတွေကိုငါတို့မစားခြင်းဘူး အခုလိုမျိုးပြောဆိုနေခဲ့တဲ့အချိန်မှာပဲမဟေ့ချ်တယောက်အင်ကိုပြန်ရောက်လာခဲ့ပါတယ်သူကလည်းဘိုက်တွေတအားကိုစားနေခဲ့ရပါဒါကြောင့်သူကလည်းအင်တဲကိုဝင်လာတာနဲ့စားတောက်ဖို့အကြောင်းတွေကိုပြောနေခဲ့ပါတယ်အမေလေးမိနာရေးဘိုက်စားနေပြီးထမင်းခိုးလိုက်တော့ရှင်ကလည်းပြောမနေနဲ့ဘာလို့ထမင်းစားမယ်ဆိုပြီးတော့လာပြောနေရလေရှင်တူမကလည်းတော်တဟင်းတော်ထမင်းတွေကိုထပ်ပြီးတော့ချက်ပြန်ပြီးကဲကောင်းတယ်ကောင်းတယ်ဒါအရန်ကိုကောင်းတယ်ငါတို့ငငယ်တုန်းကဆိုရင်တော့စောင်းရတီမှာတော်ဟင်းတော်ထမင်းစားရတာကိုအရန်သဘောကျတာ ခနာကိုကလည်းအမြဲကိုနှွေးနေရလေမျိုးမလည်းတော်ဟင်တော်ထမင်းစားရလိမ့်မယ်လို့ငါကတော့ထင်ကိုမထင်ထားဘူးမင်းကိုယ်တိုင်ကသူ့ကိုဒီဟင်းနဲ့မချက်ခိုင်းတော့သူမချက်တော့ဘူးလို့ထင်နေတာဟုတ်တယ်ဦးရဲရဲ့ကျမလည်းရွာမှာရှိတဲ့သူတွေကိုမှားပြီးတော့ကိုယ်တိုင်ချက်ထားတာလीဒါဆိုရင်တော့ကောင်းပြီဘာဖြစ်လို့အချိန်ဆွဲနေသေးတာလဲထမင်းအမြန်ခူးလိုက်တော့တောင်းလေးရေအဲ့ဒီထမင်းဟင်းတွေကိုတောင်းကိုယ်တိုင်စားကြည့်လိုက်အရန်ကိုသဘောကျသွားလိမ့်မယ်မဟေးရှ်နဲ့တူရိုဟန်ကလည်းတောထမင်းတောဟင်းတွေကိုစားတောက်ခဲ့ပြီးအရန်ကိုသဘောကျနေခဲ့ပါတယ်မိနာကိုလည်းချီကျူးနေခဲ့ကြတာပေါ့ ဒီအစားအသောက်တွေကအရန်အစားကောင်းနေတော့တရုတ်အစားအသောက်တွေရောက်မှသူ့အရှိမဆိုရင်တော့ရှုံးသွားလိမ့်မယ်တိလား။သားလေးရေဒီအစားအသောက်တွေကတကယ်အရသာရှိပြီးတော့အရန်အစားလို့ကောင်းနေ။အရသာရှိသလား။ကျမကြီးနဲ့လည်းအရန်ကိုညင်းညွတ်တယ်လေ။မိမရေမင်းတစ်ခေါက်လောက်မြီးပြီးတော့စားကြည့်စမ်းပါကွာ။ဒါတွေကအမြဲတမ်းစားခွင့်ရတဲ့အရာတွေမဟုတ်ဘူး။ကျမပြောပြမယ်နော်။ဒီမိန်းကလေးအိမ်ကိုရောက်လာတဲ့အချိန်ကစပြီးရှင်တို့အကုန်လုံးပြောင်းလဲနေတယ်လို့ကျမထင်နေ။ရှင်တို့တောသားဖြစ်ချင်တယ်ဆိုလို့ရှင်တော့အဲ့လိုပဲဆက်လုပ်ကြ။ကျမစီကနေဘာတစ်ခုမှမျှော်လင့်ချက်ထားမနေနဲ့။ မင်းရလဲကွာစကားမပြောခင်နည်းနည်းပါစဉ်းစားပြီးတော့မှပြောပါလားငါတို့ကြောသားတွေကပဲယာဒီဥထုနဲ့အလိုက်အစားအသောက်တွေကိုစားတောက်တတ်တာလေစောင်းရဒီမှာဘလို့အစားအသောက်စားရမလဲမိုးရဒီမှာဘလို့အစားအသောက်စားရမလဲနှွေရဒီမှာဘလို့အစားအသောက်စားရမလဲဆိုတာငါတို့ပဲသိတယ်ဟုတ်မှာပေါ့ဟုတ်ရင်လည်းဟုတ်မယ်လေဒါပေမဲ့ကျွန်မစိတ်ဝင်စားဦးအချင်းတွေကလည်းတဖြည်းဖြည်းနဲ့ကုံဆုံးနေခဲ့ပြီးတရားမှာတော့မဟေ့ကအာရှကိုပြောလိုက်ပါတယ်ဒါနဲ့မိမရေးနားချောင်းမနေ့ပြန်ကြရင်တော့ငါရဲ့တငယ်ချင်းအာနန္ဒကသူ့ရဲ့မိသားစုနဲ့အတူတူဒီကိုလာလိမ့်မယ် သူရဲ့သားလေးနဲ့ငါရဲ့ဒုံမလေးတို့လက်ထပ်ပွဲအကြောင်းငါစကားပြောကြည့်ထားတယ်။အဲဒါကြောင့်တို့ကိုအဲဝဲကြေပြွန်စွာအဲခံလိုက်ပါဦးနော်။တို့ကမျိုးပေါ်ကားတို့ရေဆိုတော့တို့တို့ကကျမအထူးစပက်ရှယ်ဟင်းတွေကိုချက်ပေးရမှာပေါ့။ဟုတ်တယ်ဟုတ်တယ်မင်းပြောတာမှန်တယ်။ဘာပဲချက်ချက်အကောင်းဆုံးသာချက်ပြုတ်ပေးလိုက်။အဓိကကတော့အဲတွေအကုန်လုံးထမင်းတွေကိုကြိုက်နှစ်တက်ဖို့အကြောလိုအပ်တယ်။ဒါနဲ့အဖေမိနာချက်တဲ့ဟင်းထမင်းတွေကလည်းအရန်အရသာရှိတာပဲလေ။ဟုတ်တယ်ဟုတ်တယ်ရွာဟင်းရွာထမင်းကိုတော့ဘယ်သူမှမရှင်ပြိုင်နိုင်ဘူးတကယ်အရန်ကောင်းတယ် ဒါဆိုရင်တော့ကျွန်တော်တို့မိနာကိုပဲပြောပြီးတော့ထမင်းဟင်းချခိုင်းလိုက်ကြမယ်ဆိုရင်ရောထားပါတာရဲ့ဘာဖြစ်လို့အဲ့တဲ့ရီအရှိမအမေတို့ကိုအရှက်ခွဲမလို့စူးစမ်းနေရတာလေအဲ့တဲ့ရီကသူ့ချက်ပြုတ်ထားတဲ့အစားအသောက်တွေကိုမကြိုက်ဘူးဆိုလို့ရှင်တော့အမေတို့အရှက်ကွဲလိမ့်မယ်အာရှာရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာမဟေရှ်ကဒေါသထွက်သွားခဲ့ပါတယ်ဒီနောက်မှာတော့အာရှာကိုပြောခဲ့ပါတယ်ဒါဆိုရင်တော့ကောင်းပြီသမီးလေးကိုပဲထမင်းဟင်းချက်ပြုတ်ခိုင်းလိုက်တော့မယ်အဲ့တဲ့ရီအားလုံးအရှိမမျက်နှာရမလားမျက်နှာပြမလားဆိုတာကိုတော့ငါတို့စောင့်ကြည့်ကြတာပေါ့ ကျမဗမာရှင်တော့ကြားနေလို့လေမနှက်ပြန်မိနာသူဟာသူကြိုက်တဲ့ထမင်းဟင်းကိုချက်ပလိစေကျမတခါတည်းပြောလိုက်မယ်သူချက်တဲ့ထမင်းဟင်းတွေကိုဘယ်သူမှသဘောကျနှစ်သက်မှာမဟုတ်ဘူးနောက်နေ့အဲ့တဲ့ရောက်ရှိလာခဲ့တဲ့အခါမှာမိနာကသူမချက်ပြုတ်ခဲ့ပိုးတဲ့ထမင်းဟင်းတွေကိုပဲချက်ပြုတ်ခဲ့ပါတယ်သူမကမှွေးနေတဲ့ထောပန်းနဲ့အတူတူအရသာရှိတဲ့ထမင်းဟင်းတွေကိုပူပူလေးချပြီးကျွေးခဲ့ပါတယ်အဲ့တဲ့ရီကတော့ဒါရီကိုစားတော့ပြီးရဲ့အခါမှာပျော်ရွှင်ဝမ်းသာနေခဲ့ကြတာပေါ့အနန္တကလည်းအစာအသောက်တွေကိုစားပြီးပျော်ရွှင်ဝမ်းသာစွာနဲ့ပြောလိုက်ပါတယ် ဒီနေ့တကယ်အရသာရှိတဲ့ထမင်းဟင်းတွေကိုစားတောက်လိုက်ရတဲ့အခါကျတော့ငါစိတ်အတော်လေးပျော်သွားပြီ။ဒီအစားတောက်တွေကမြို့ပေါ်မှာဘယ်တော့မှဝယ်စားလို့ရတာမဟုတ်ဘူးလေ။ဒီထမင်းဟင်းတွေကိုဘယ်သူကများချက်ပြုတ်ထားတာလဲ။ဘယ်သူချက်မလဲကွာ။ငါသမီးလေးကိုယ်တိုင်ချက်ထားတာပေါ့။ကဲကောင်းတယ်။ဒါဆိုရင်တော့ငါတို့မင်္ဂလာဆောင်ကိုကျင်းသေးပေါ့သဘောတူရတော့မှာပေါ့။ဒီလိုမင်းကလေးမျိုးကိုပဲလိုချင်နေခဲ့တာ။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာအရှာကတော့မယုံနိုင်အောင်ဖြစ်နေခဲ့ပါတော့တယ်။သူရဲ့စိတ်ထဲကနေပြီးတော့လဲစဉ်းစားနေခဲ့မိပါတယ်။ နေပါအောင်သူချလိုက်တိုင်းအားလုံးကချီးကျုံးနေကြတယ်ဘလောက်တောင်မှကောင်းတာမဟုတ်လို့လေဒီမကလည်းသွားစားကြည့်လိုက်ပါရင်အရင်နေ့ကဒီမအစာတောက်တွေကိုစားပြီးသဘောကျနှစ်သက်သွားတဲ့အတွက်ဒီမကလည်းရွာဟင်းရွာထမင်းကိုအရန်တိုက်သွားခဲ့ပြီးစားတောက်ခဲ့ပါတော့တယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မာနကြီးရဲ့မိန်းကလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်โซเนียကတော့ကိုဝင်ဆောင်ထားရပါတယ်။သူမအမွာကလေးကိုကိုဝင်ဆောင်ထားခဲ့ရတာပါ။သူမဒီအကြောင်းလေးကိုသူ့ရဲ့ရောင်မဖြစ်သူမာလာကိုဖုန်းဆက်ပြီးပြောပြခဲ့ပါတယ်။ မာလာကလည်းပျော်ရွှင်ဝမ်းသာစွာနဲ့သူ့ရောင်မလေးနဲ့တွေ့ဖို့အတွက်ချက်ချင်းရောက်ရှိလာခဲ့ပါတော့တယ်။နေရသိမ့်မကြခင်မှာအမွာကလေးတွေကိုမွေးဖွားပေးတော့မှာပဲ။ဒီကိစ္စကိုနေငါ့ကိုပြောပြတဲ့အတွက်ငါအရန်ကိုဝမ်းသာမိတယ်။ဖခင်တခင်လင်းကိုကာကွယ်စောက်ရှောက်ပေးပါစေ။စွန်နီယာကတော့သူ့ရောင်မကိုတတိတခြားကြည့်နေခဲ့ပြီးသူ့ရောင်မရဲ့နာကျင်ခံစားရမှုဝေဒနာတွေကိုလည်းသိနေခဲ့ပါတယ်။မင်္ဂလာဆောင်ပြီးဆန္ဒနဲ့ကြာမြင့်သွားတဲ့အချိန်အထိမာလာကတော့ကလေးမမွေးနိုင်ခဲ့ပါဘူး။ ရောင်မရဲ့စိတ်မပူနဲ့တော့ဖရာသခင်ကရောင်မရဲ့ဆုတောင်းတွေဆန္ဒတွေအကုန်လုံးကိုလည်းဖြည့်ဆည်းပေးပါလိမ့်မယ်။ရပါတယ်ဆိုနေရရဲ့ငါကလေးမရှိတော့လဲဘာဖြစ်လဲ။နေရကလေးတွေကိုပဲငါရဲ့ကလေးတွေအဖြစ်ငါကတတ်မှတ်ထားလိုက်မှာပေါ့။တင်ရမှာတော့ဆိုနေရကသူ့ကလေးမွေးပေးသွားတဲ့အခါမှာကလေးတယောက်ကိုတော့သူ့ရဲ့ရောင်မကိုပေးလိုက်ဖို့အတွက်စဉ်းစားဆုံးဖြတ်ခဲ့ပါရီ။ဒါပေမဲ့သူမစိုးရိမ်နေကြတာကသူ့ယောက်ျားဒီကိစ္စကိုသဘောမတူမှခိုးပါပဲ။ဆိုနေရရဲ့ငယ်တငယ်ချင်းရေခါကတော့ဒေါက်တာဖြစ်ပါရီ။ ခလေးမွေဖွားမယ့်အချိန်မှာဆိုနီယာကတော့သူ့တငယ်ချင်းရဲ့ဇယုံကိုသာသွားလိုက်ပါတယ်။သူကတော့အမွာသမီးလေးနှစ်ယောက်ကိုမွေဖွားပေးခဲ့ပါတယ်။ကဲဒါနဲ့ငါနဲ့ကိုပြောစရာရှိတဲ့ရေခါရဲ့နင်ခါငါရဲ့ငယ်တငယ်ချင်းဆိုတော့ငါ့ကိုတစ်ခုလောက်ကူညီပေးစမ်းမ။အေးပြောလေဆိုနီယာရဲ့ရပါတယ်။ဘာကိစ္စလဲငါအကူညီပေးနိုင်ရင်ကူညီပေးမယ်။ငါရောင်မအိုသိရမလား။သူအခုချိန်ထိကိုဝင်မဆောင်နိုင်သေးဘူးလေ။သူခလေးအမေမဖြစ်တော့ဘူးဆိုပြီးတော့ဝမ်းနေနေရ။အဲ့ဒါကြောင့်ငါရဲ့သမီးလေးတစ်ယောက်ကိုငါသူ့ကိုပေးလိုက်ချင်တယ် အပြင်မှာ၅ယောက်ကြားကိုတွေ့တဲ့အခါကြားလို့ရှင်တော့ငါကလေးတစ်ယောက်ပဲမွေးဖွားခဲ့ရဲဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါနောက်ထပ်သမီးလေးတစ်ယောက်ကတော့တေးဆောင်သွားတယ်ဆိုပြီးတော့ပြောလိုက်နော်ဆိုနီယာနင်ငါ့ကိုလိန်ခိုင်းနေတာကအယမ်းကိုကြီးကျယ်လုံးနေနော်ဒါကအယမ်းကိုကြီးရဲ့နင်ဒီလောက်ပဲလိန်ပြောပေးရုံနဲ့အမျိုးသမီးတစ်ယောက်ဘဝမှာအယမ်းကိုပြောရွှင်သွားရလိမ့်မယ်ငါပြောတဲ့စကားကိုနားထောင်စမ်းမှတငယ်ချင်းရဲ့ငါအတွက်ဒီလောက်လေးရောလုပ်ပေးပါနော်နင်ရဲ့ကျေးဇူးတွေကိုတော့ငါဘယ်တော့မှမိမမဟုတ်ပါဘူးတဘွားလုံးအမှတ်ရနေပါမယ် ရေခါကလည်းအဲ့လိုမျိုးပဲလုပ်ပေးခဲ့ပါတယ်။သူတကယ်ကြီးရဲ့စကားကိုနားထောင်ပြီးနောက်မှာတော့လိန်ပြောပေးလိုက်ပါတယ်။ဆိုနီယာကလည်းအခွင့်အရေးရတာနဲ့သူ့ရောင်မစီသွားပြီးသူရဲ့တမီလေးတယောက်ကိုသွားပေးလိုက်ပါတယ်။ကဲရောင်မရေဒီနေ့ကစပြီးတော့ဒီကလေးကကျမရဲ့ကလေးမဟုတ်တော့ဘူး။ရောင်မရဲ့ကလေးဖြစ်သွားပြီးဒီလှုပ်ဝှက်ချက်ကတော့အမြင်ရတဲ့အတွက်လှုပ်ဝှက်ချက်ပဲဖြစ်နေတဲ့တဲ့နော်။ကျမယောက်ျားသားဒီကိစ္စတွေအားလုံးကိုသိသွားရင်တော့ကျမကိုဘာလုပ်မလဲမသိပါဘူး။အေးပါဆိုနီယာရဲ့ဒင်ဘာမအရန်ကြီးလဲစိုးရင်ပူပန်မနေပါနဲ့ငါဒီကလေးကိုခေါ်ပြီးတော့ဝေးတဲ့တနေရာကိုထွာသွားလိုက်ပါမယ် နှစ်ယောက်ကြောင့်ဗီဒေါ့မပြောနဲ့ဘယ်သူမှမသိစေရဘူးနော်ဒီလိုနဲ့ပဲညီမနှစ်ယောက်လုံးကတော့မွေးကစားကလေးကကွဲကွာသွားခဲ့ရပါတော့တယ်ဆိုနီယာကတော့သူ့ရဲ့သမီးလေးရဲ့နာမည်ကိုဒါရာလို့ချလိုက်ပြီးမာလာကသူ့ရဲ့သမီးလေးနာမည်ကိုဘူမီလို့ချလိုက်ပါတယ်မာလာကသူ့ယောက်ျားနဲ့အတူတူတခါရင်မျိုးကနေဆွန့်ခွာသွားခဲ့ပါတယ်တခြားတစ်မျိုးမှာသူတို့ကအိမ်ခန်းလေးငှားပြီးတော့နေထိုင်နေခဲ့ကြပါတယ်အချိန်တွေကလည်းတစ်ပြေးပြေးနဲ့ကုံဆုံးနေခဲ့ပါပြီး ဘူမီကတော့ငယ်စေတောင်ကျေးကလေးဘွားကလေးကစင်စင်ရဲနဲ့ကြီးပြင်းလာခဲ့ရပါတယ်။သူမအသက်၁၀နှစ်အရွယ်ရောက်ရှိလာခဲ့တဲ့အခါမှာဖခင်ဖြစ်သူကအတော်လေးမကျန်းမမာဖြစ်နေခဲ့ပါတယ်။ပတ်စံကလည်းမရှိအချိန်မှန်စေကူတောက်မှုလည်းမခံယူနိုင်ခဲ့တဲ့အခါမှာတော့နောက်ဆုံး꽌လုံးသွားခဲ့ပါတော့တယ်။မလာကိုရိုင်းကလည်းဘူမိကိုပညာသင်ကြားပေးဖို့အတွက်ဘာအလုပ်အကိုင်းမှကောင်းကောင်းမရှိတော့တဲ့အဆုံးတခြားသူရဲ့အိမ်တွေမှာတန်ရှင်းအလုပ်သမားအနေနဲ့အလုပ်လိုက်လုပ်ခဲ့ရပါတော့တယ်။ဘူမိကလည်းစနစ်တန်အောင်မြင်သွားခဲ့ပါပြီ။သူကဒီအချိန်မှာသူ့မိကိုလာပြောလိုက်ပါတယ်။ အမေသမီးပညာရေးကိုရှေ့ဆက်ပြီးတော့သင်ကြားကျင်သေးတယ်အမေရဲ့သမီးရှေ့ဆက်ပြီးပညာသင်ကြားမယ်ဆိုရင်တော့ကိုချောက်ပေါ်ကိုရက်တီနိုင်သွားလိမ့်မယ်သမီးလေးရဲ့တကယ်တော့အမေလည်းအရန်ကိုပညာသင်ကြားပေးစေချင်ပါတယ်အမေအခုဘယ်လိုလုပ်ရမလဲသမီးသမီးရဲ့အဖေသာအသက်ရှင်နေအောင်မယ်ဆိုရင်တော့ကျင်းစီပေါ့သမီးရဲ့စာနာတွေအကုန်လုံးကိုသူဖြည့်ဆည်းပေးလိမ့်မယ်မလာကတော့စိတ်ထဲကနေအမြဲတမ်းပဲနောက်ထာရနေခဲ့မိပါတယ်ငါတော့လေဒီကလေးကိုပါဖြစ်လို့ခေါ်လာခဲ့မိမှလုံးဝနားမလဲတော့ဘူးတို့သာသူရဲ့မိဘအရင်တွေနဲ့နေထိုင်နေရအောင်မယ်ဆိုရင်တော့ အခုလိုဒုက္ခဆင်းရဲတွေကိုတွေ့ကြုံခံစားရမှာမဟုတ်ဘူး။သူလည်းပြပြစစုံနဲ့နေထိုင်နေရမှာပဲ။အမေရေဘာတွေစဉ်းစားနေရလဲ။မလာကလည်းစဉ်းစားနေနေပဲပြောလိုက်ပါရဲ့။ဘာမှမဟုတ်ပါဘူး။တမီးလေးရဲ့အမေကတကယ်အရန်ကိုကန်ဆိုးလို့နဲ့ဆိုပြီးတော့စဉ်းစားနေရလေ။အမေရဲ့တအိုးဒီတော်တမီးလေးအတွက်အမေဘာတခုမှမလုပ်ပေးနိုင်ခဲ့ဘူး။အမေကလည်းဘာလို့ငိုနေရလဲဒုက္ခပါပဲ။တမီးကအမေကိုအပူအရန်လာပေးရမဟုတ်ပါဘူးအမေရဲ့။ကျမကိုယ်တိုင်အလောက်တစ်ခုခုရှာပြီးတော့ကြောင်းဆက်တတ်မယ်နော်။သူကအမေကိုတော့ရှင်းပြခဲ့ပြီမင်း။ ။သူမကိုယ်တိုင်တော်လေးစိတ်ပြတ်နေခဲ့ပါတယ်။သူမဘလို့မျိုးရှေးဆက်ပညာသင်ကြားဖို့အတွက်ကြိုးစားရမလဲ။ဒါကြောင့်ဘူမိကအိမ်မှာပဲကျူရှင်လေးဖွင့်ပြီးကလေးငယ်လေးတွေကိုကျူရှင်ပြပေးခဲ့ပါတယ်။ဒီနောက်မှာတော့သူမပတ်စံအနေငယ်ဆူဆောင်းရရှိလာခဲ့ပါတယ်။ဒီလိုနဲ့ဘူမိကတော့ကလေးတွေကိုကျူရှင်ပြနေရင်ပြနေနေပဲဘွဲရအောင်အထီးကြိုးစားသင်ရှုခဲ့ပါတယ်။အခုတော့ဒီမှာအလောက်ကောင်းကောင်းတစ်ခုကိုလိုက်ရှာဖို့အတွက်စူးစမ်းနေခဲ့ပါတယ်။ဘူမီကလည်းအလောက်အင်တာဗျူးဝင်ဖို့အတွက်မာလာနဲ့အတူတူတခြားတစ်မျိုးကိုရောက်ရှိလာခဲ့ပါတယ်။ ဒီမြို့လေကိုရောက်ရှိလာခဲ့တဲ့အခါမှာဘူမီကမာလာကိုပန်းချံတစ်ခုမှထိုင်ခိုင်းခဲ့ပြီးပြောခဲ့ပါတယ်အမေဒီမှာခဏလေးထိုင်ပြီးတော့အနားယူနေတော့သမီးအင်တာဗျူးတောက်ဖြေရမှာဆိုတော့အချိန်ဘလောက်တောင်မှကြာအောင်မလဲမသိဘူးအမေသမီးပြန်မလာမချင်းအမေဒီမှာပဲထိုင်နေရမယ်နော်ဘယ်ကောင်မှမတော်ရဘူးနော်ကြားလားအေးပါသမီးလေးရဲ့အေးပါအေးပါဟုတ်ပါပြီဒါပေမဲ့အမြန်ဆုံးတော့ပြန်လာခဲ့ပါနော်သူမအင်တာဗျူးဖြေရမယ့်ကုမ္ပဏီကတော့တကယ်ကိုကုမ္ပဏီအကြီးကြီးပါပဲ ဘူမီကလည်းကုမ္ပဏီအရှိကိုရောက်သွားခဲ့ပြီးနောက်မှာတော့တောက်ပနေတဲ့မှန်ထဲမှာသူမကိုဟောက်ကိုပြန်ကြည့်နေနေတွေးနေခဲ့ပါရဲ့။ငါရဲ့စင်ရမွဲတင်နေတဲ့ပုံစံကိုကြည့်ပြီးဒီမှာငါ့ကိုအလောက်ခံကြပါမလား။ဘူမီကုမ္ပဏီထဲကိုဝင်သွားခဲ့တဲ့အချိန်မှာဘူမီကိုတွေ့ရတဲ့ကုမ္ပဏီမှာရှိတဲ့အလုပ်သမားတွေကိုလုံးမတက်ထားရခဲ့ကြပါရဲ့။ပြီးတော့လည်းပြောလိုက်ပါရဲ့။နေပါဦးမမလည်းရောက်လာပြီပဲ။မမလည်းရောက်ပါဖြစ်လို့ဒီလောက်ဆုပ်ပြတ်နေတဲ့အဝတ်အစားတွေကိုဝတ်ထားရလဲ။မင်္ဂလာမနက်ခင်မှာမမလေးရေဘူမီကတော့ထူးဆန်းစွာနဲ့ပဲကြည့်နေခဲ့မိပါရဲ့။ မကလည်း reception ကိုသွားပြီးမေးလိုက်ပါတယ်။ interview ကပဲအချိန်လည်းမသိဘူး။အရင်မှရှိရဲ့ main ကလေးကပြောပါတယ်။ကျမအချိန်စရာတွေအကုန်လုံးကိုမနေ့ကပဲပေးထားပါတယ်။အမရဲ့ secretary ကိုပဲသွားမေးကြည့်လိုက်ပါတော့နော်။ဘာပြောရဲမနေ့ကပြောလိုက်တယ်ပြီးတော့ငါရဲ့ secretary ဟုတ်လား။နေပါဦးဒါရီအားလုံးကဘာတွေဖြစ်နေရလဲ။ဒီအချိန်မှာ Shelly ဆိုတဲ့ main ကလေးတယောက်က file တွေတွေယူလာခဲ့ပြီးတော့ပြောလိုက်ပါတယ်။လာခဲ့လေကျမနဲ့အတူတူရုံးခန်းထဲကိုလိုက်ခဲ့ကျမရှင်းပြမယ်။ဘုံမီကလည်းဘာမှမသိပြန်နဲ့သူမအနောက်ကနေလိုက်ပါသွားခဲ့ပါတယ်။ ရှယ်လီကလည်းထိုင်ကုံကိုပြင်ပေးပြီးပြောလိုက်ပါတယ်။ထိုင်မအမရဲ့ကျွန်မအားလုံးရှင်းပြမယ်။ဒါကဘော့ရဲ့ထိုင်ကုံမဟုတ်ဘူးလားယင်။ကျွန်မဒီမှာဘလို့လို့ထိုင်လို့ရမှာလဲ။အမရေဒီနေ့အဆင်ပြေရဲ့လား။နေရီဘာတွေမကောင်းဘူးလားယင်။ဒီနေ့အရန်ကိုထူးဆန်းနေရနော်။ဘာဖြစ်တာလဲ။ရှယ်လီကတော့ဘူမီရဲ့လက်ကိုကင်ပြီးအတင်းထိုင်ခိုင်းခဲ့ပါတယ်။ပြီးရနဲ့သူမကိုရှင်းလေးတိုင်လိုက်ပါတယ်။အချိန်ကတည်းကကြာသွားတဲ့အခါမှာတော့ဒါရာရောက်လာခဲ့ပါတယ်။ဒါရာကတော့ဒီကုမ္ပဏီကောက်ပိုင်းရှင်ပဲဖြစ်ပါတယ်။ တရားကိုတွေ့ကြရတဲ့အခါမှာကုမ္ပဏီမှာရှိတဲ့ဝန်ထမ်းတွေအကုန်လုံးကလည်းကြောင်သွားခဲ့ကြပါတော့တယ်။အရင်မှရှိတဲ့အလုပ်သမားကလည်းပြောလိုက်ပါတယ်။အာခဏနေအောင်မမလေးကအခုမှလာတယ်ဆိုတော့အခုနတယောက်ကပဲသူလဲ။ဘာလို့ပြောတာလဲ။ကျမနားမလည်ဘူးတေးချပြော။အခုနလေးပဲမမလေးအထဲကိုဝင်သွားတယ်လေ။အခုဘလို့ဖြစ်ပြီးတော့အပြင်ကနေပြန်လာနေရတာလေ။တရားကတော့ဘာတွေဖြစ်နေရလဲဆိုတာလုံးဝနားမလည်နိုင်ခဲ့ပါဘူး။ သူကလည်းရုံကန်းထဲကိုဝင်သွားလိုက်ပါတော့တယ်။ရုံကန်းထဲမှာသူနဲ့တပုံစာနဲ့တူတဲ့မိန်းကလေးတယောက်ထိုင်နေအောင်ကိုတွေ့ခဲ့ပြီးသူမကိုယ်တိုင်လည်းအာအာတင်သွားခဲ့ပါရီ။ပြီးတော့နေအော်လိုက်ပါတယ်။ရှယ်လီရဲ့ဒါဘာလို့လဲ။အာအာအမအမဒါဟိုဟိုလေဒါဘာလို့ဖြစ်။ကျမကဒီမှာအင်တာဗျူးလာဖြေရပါရှင်။ကြ ाने အမကကျမနဲ့အတော်လေးကိုရုပ်ချင်းစင်တူနေရပဲ။နှစ်ယောက်သားတယောက်ကိုတယောက်အချင်းတော်ကြတဲ့အထိကြည့်နေခဲ့ကြမိပါရဲ့။ဒီနေ့တရားကတော့အိမ်မှာပဲနေလဲစာထမင်ပူမိတာခဲ့ပါရဲ့။ ။ဒါကြောင့်မိခင်ဖြစ်သူဆိုနီယာကလည်းတမီးလေးရဲ့သမင်ဘူးကိုပေးဖို့အတွက်ရုံးကိုရောက်လာခဲ့ပါရယ်။ဆိုနီယာကလည်းရုံးကန်းနဲ့ဝင်လာပြီးပြောလိုက်ပါရယ်။တမီးဘာဖြစ်လို့နေလဲဆိုတာသမင်ချိုက်ကိုမေးလာခဲ့ရတာလေ။တမီးရဲ့အမေနဲ့မိမနေနဲ့လေဒီနေ့လေသမင်ချိုက်ကိုတွေ့လို့အမေလိုက်ပေးတာအပြင်ကအစာအသောက်တွေစားရင်တော့နေနေမကောင်းဖြစ်သွားလိမ့်မယ်။ဆိုနီယာကဘူမိကိုတွေ့သွားခဲ့တဲ့အချိန်မှာပဲသူရဲ့လက်ထဲမှာကင်ထားတဲ့ထမင်းဘူးကိုအကောပြစ်ချမိသွားခဲ့ပါတယ်။ သူကတော့ဘူမိကိုကြည့်ပဲကြည့်နေခင်မိပြီးလွန်ခဲ့တဲ့24နှစ်ကကွဲကွာသွားခဲ့ရတဲ့သူ့ရဲ့တမီးလေးကိုအမတ်ရမိသွားခဲ့ပါရဲ့မမေမမေလည်းအရန်ကိုအားအသင့်သွားခဲ့တယ်မဟုတ်လားသူကတမီးနဲ့အရန်တူတယ်နော်တမီးတို့နှစ်ယောက်ကစင်ရတာနဲ့ချမ်းသာတာကလွဲလို့အရာအားလုံးအရန်ကိုတူညီလောနေတယ်ဆိုနီယာကဘူမိကိုဖတ်ချလိုက်ပါတော့တယ်ပြီးတော့ငိုနေရင်းနဲ့ပဲပြောလိုက်ပါတယ်တမီးလေးရဲ့နေရမိဘရရောသူတို့အခုဘမလည်းအတော်တွေ့ချင်တယ်ဘူမိကလည်းပန်းချန်ထဲမှာထိုင်နေတဲ့မာလာစီကိုခေါ်လာခဲ့လိုက်ပါတယ် ရှောင်းမရေဒီအခြေအနေကြီးနဲ့ဒီမှာဘလို့ဖြစ်တာလဲဘယ်လိုရောက်သွားခဲ့ရတာလဲနင်းနဲ့ငါဒီပုံစံပြန်တွေ့ရလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူးတီလားနင်းအကိုကိုရိုင်းကလည်းမရှိတော့ဘူးသူကွယ်လွန်သွားခဲ့ပြီလေအဲ့ဒါကြောင့်ငါတို့အခြေအနေကလည်းဒီလောက်ကြောင်မှဆိုးရွားသွားခဲ့ရတာပဲငါရဲ့သမီးလေးကဒီမှာရှိတဲ့ကုမ္ပဏီတစ်ခုမှာအင်တာဗျူးလာဖြေတာမမေရေဒါရီအားလုံးကဘာတွေလဲကျွန်မလုံးဝနားမလဲတော့ကျွန်မကိုလည်းရှင်းပြအောင်ဒီနေရာကိုဘာဖြစ်လို့ကျွန်မအတူတူခေါ်လာခဲ့ရတာလဲပြောပါအောင်မေရေပြောပါအောင်သူနဲ့သမီးနဲ့ဘာဖြစ်လို့ဒီလောက်ကြောင်မှရောက်ချင်းရဆင်တူနေရတာလဲ ။ဘာဖြစ်လို့လဲဆိုတော့နင်တို့နှစ်ယောက်လုံးကအမွှာညီမတွေမှုလို့ပေါ့တမီးရဲ့။ဆိုနီယာကသူ့ရဲ့တမီးနှစ်ယောက်လုံးကိုကိစ္စတွေအားလုံးအမှန်အတိုင်းပြောပြပေးခဲ့ပါရီ။ဒီအချိန်မှာနှစ်ယောက်လုံးကလည်းအရန်ကိုဝန်နေပြီးမျက်ရည်တွေကျနေခဲ့ကြရပါရီ။တမီးရဲ့အဖေကိုအရန်ကြောက်လို့အမေဒီကိစ္စတွေကိုအမြဲတမ်းဖုံးကွယ်ထားခဲ့ရတမီး။အမေမှနောက်ထပ်တမီးလေးတစ်ယောက်ကအသက်ရှင်နေသေးတယ်ဆိုတာကိုတမီးရဲ့အဖေလည်းမသိဘူး။ဒီကလေးကအမေရောက်မှလက်ထဲမှာရှိနေကြတာလေဒီကိစ္စတွေအကုန်လုံးကိုတမီးအဖေတိသွားခဲ့တဲ့အခါမှာလုံးဝတိတ်ဆိတ်သွားခဲ့တယ်သူဘာတစ်ခုမှမပြောခဲ့ဘူး မမေတကယ်ပဲတမီးတို့နှစ်ယောက်ကအမွှာညီမတွေလားပြောပြီးနောက်မှာတော့နှစ်ယောက်လုံးကလည်းအရန်ကိုဝန်းနေပြီးတယောက်ကိုတယောက်ဖတ်ထားခဲ့ကြပါတော့တယ်ဆိုနီယာကလည်းသူ့ရဲ့တမီးလေးနှစ်ယောက်လုံးကိုဖတ်ထားခဲ့ပါတယ်ကျမဒီနေ့အရန်ကိုဝန်းကပြောချင်တာပဲကျမဒီကိစ္စတွေကိုဘယ်တုန်းကမှမသိခဲ့ဘူးဒီနေ့တော့ကျမရဲ့ကွဲကွာနေခဲ့တဲ့အမေနဲ့အမနှစ်ယောက်စလုံးကိုကျမပြန်လည်တွေ့ဆုံခွင့်ရသွားခဲ့ပြီကဲရောက်မရဲ့ဘူမိကိုအင်ကိုတခါရဲခေါ်လာခဲ့လိုက်တော့ကျမတို့အားလုံးအတူတူနေထိုင်ကြမယ် ကျမတမီးလေးအခုလိုမျိုးဆင်းဆင်းရဲနေနေရတာကိုကျမလုံးဝမကြည့်ရဘူးကျမတို့အားလုံးအတူတူနေကြမယ်နော်ဖခင်သခင်ပေးထားလို့ကျမတို့ရှိမှာအရာအားလုံးပြည့်ပြည့်စုံစုံရှိနေပါတယ်ကဲဒီလိုပဲဟုတ်ပါမလဲငါမလိုက်တော့ဘူးနော်နင်ဘူမီကိုခေါ်သွားလိုက်ပါသူ့ကိုရှေ့ဆက်ပြီးပညာရေးအများကြီးသင်ပေးသူကရှေ့ဆက်ပြီးတော့ပညာသင်ချင်နေတယ်မဟုတ်တော့အဲ့လိုမလုပ်ပါနဲ့အတူတူလိုက်ခဲ့ရမယ်ဗတ်တန်နိုင်တဲ့အစုံဆိုနေရနဲ့အတူတူမလာကလည်းလိုက်သွားခဲ့ရပါတယ် ီနောက်အမော်ညီမနှစ်ယောက်လုံးကလည်းကုမ္ပဏီကိုအတူတူစ조사လုပ်ကိုင်ခဲ့ကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်